အားလုံးမင်္ဂလာပါဒီနေ့ကကျွန်တော်ဆက်တလပိုင်းမှာကြုံတွေ့လာမယ်ဂျယ်ရီသားသမီးတွေရဲ့ကံအဆိုးကောင်းကိုကျွန်တော်ရဲ့ဂျယ်ရွန်နဲ့တုံးသက်ဟောကြားပေးသွားမယ်အစီအစဉ်လေးဖြစ်ပါတယ်အဲ့တော့အခုဝင်ကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေထဲမှာဂျယ်ရီသားသမီးဖြစ်တယ်ဗီဒီယိုနဲ့ပတ်သက်ပြီးတော့လည်းယုံကြည်မှုအတိုင်းသာတစ်ခုရှိရဆိုလို့ရှိရင်ကိုယ့်ရဲ့ဆက်တလပိုင်းမှာရှိနေတဲ့ကံအဆိုးကောင်းလေးကိုသိရှိဖို့အတွက်ဒီဗီဒီယိုကိုဆုံးတဲ့အထိကြည့်ရှုပေးပါ ကျွန်တော်ရဲ့ဟောကြားမှုတွေကိုကြံ့ညစ်တက်မှုရှိတယ်ဆိုရင်လည်းကျွန်တော်အကောင့်ကို follow လုပ်ပေးတာချင်းအဖြစ်နေ့စဉ်နဲ့မျှကျွန်တော်ပြတ်ပြတ်ပြင်းနေတဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးလည်းအကြောင်းအရာတွေလည်းသိရှိခွင့်ရမှာဖြစ်ပါတယ်ကျွန်တော်တော့အပါမင်းနေကရဲ့တပည့်ဆရာဆောင်ရောင်းဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းဗီဒီယိုနဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ဒီမှာဗီဒီယိုမေးချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့မြန်မာပြည်ဖုန်းနံပါတ်၃မြ9 43လုံး3မြ669960ကိုဆက်သွယ်ပြီးတော့ဗီဒီယိုမေးမယ်ဆိုရင်လည်းမေးလို့ရပါတယ် တကယ်လို့ဘယ်နေမမေးချုံဆိုရင်ကိုယ့်ရဲ့တလာတာလေးတွေကိုသုံးသပ်ပြီးတော့ဆောင်းဆောင်းလေးတွေကိုသိရှိခွင့်ရအောင်ကျွန်တော်ပြပြပေးတော့မှာဖြစ်ပါတယ်။အဲတော့ကျွန်တော်စတင်ပြီးတော့ဂျရီတာသမီးဒီရဲ့တလာတာကိုစပြီးကတ်ချုံမှာဖြစ်ပါတယ်။ပမောက်ဆုံးအနေနဲ့ဂျရီတာသမီးဒီရဲ့ကိုပိုင်လုပ်ငန်းကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းကိုသုံးသပ်ဟောကြားပေးတော့မှာဖြစ်ပါတယ်။ဒီကလောက်မှာအလုပ်ကံကိစ္စရည်နဲ့ပတ်သက်ပြီးငွေကြေးရင်းနှီးမှုများစွာပြုလုပ်နေရတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ကိုယ့်အနေနဲ့ငွေဝင်တာထက်စာရင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့အတွက်ငွေကြေးတွေစိုက်ထုတ်နေရတဲ့အခြေအနေအပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်စီးပွားရေးနဲ့ပတ်သက်တဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့အဆက်အသွယ်ပြတ်တာမျိုးအဲကိုနဲ့တွဲဆက်ပြီးတော့လှုပ်ဆောင်နေတဲ့စီးပွားရေးမိတ်ဖက်တွေနဲ့အပြောင်းလဲဖြစ်ပေါ်တာမျိုးတွေဒီကာလမှာကြုံတွေ့လာရနိုင်တဲ့အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့စီးပွားရေးဟာဒီကာလမှာလုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးလှုပ်ဆောင်စရာအမှန်တမ်းများနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းကိစ္စလိုအပ်ချက်တွေအာကိုယ့်ရဲ့ ဒီဟိုလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးချိတ်ဆက်မဲ့လိုအပ်ချက်တွေအမှန်တန်လိုအပ်နေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်ဒီကာလမှာမိမိအနေနဲ့ partner ဆိုတာလှုပ်ဆောင်နိုင်မယ်ဆိုရင်တော့ကိုယ့်ရဲ့လုပ်ငန်းဟာအအောင်မြင်မှုအထက်ရောက်ရရှိမယ်ဆိုတဲ့အခြေအနေပိုင်းခြားတစ်ခုကိုကြုံတွေ့လာရတတ်ပါတယ်အရောင်းဝယ်ကိစ္စတွေနဲ့ပတ်သက်ပြီးပြောဆိုထားတာတွေရောင်းမှန်းဝယ်ပိုင်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့အထိတ်ငော့တွေအလွဲချုံမှုဖြစ်တာတွေစိတ်တိုင်းကြမှုအားနေတာတွေကိုယ်ပိုင်လုပ်ငန်းတွေမှာကြုံတွေ့လာနိုင်တဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ် ဆက်လက်ပြီးတော့တွေ့ကြုံလာမယ်ကျွန်တော်တို့ January သားသမီးတွေရဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့ကံဖြစ်ပါတယ်။ဘာမှကျွန်တော်ပြောထားလို့ပဲကိုယ့်ရဲ့လုပ်ငန်းကိစ္စမှာငွေကြေးရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်နေရတတ်တယ်။ကိုယ့်ရဲ့မိသားစုရေးရာကိစ္စတွေနဲ့ပတ်သက်ပြီးငွေကြေးလိုအပ်ချက်တွေဖြစ်ပေါ်နေတဲ့ကာလအပိုင်းကြားတစ်ခုဖြစ်ပါတယ်။အမှန်တမ်းပြောရင်ဒီကာလမှာ January သားသမီးတွေဟာငွေပူငွေရှန်အမှန်တကယ်ပါတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်တယ်လို့သူများစီရနေစဉ်ငွေကြေးချီးရငှားတာတွေပါပြုလုပ်နေရတတ်တယ် ကို့မှာရှိနေတဲ့ပစ္စည်းတွေကိုလည်းထုတ်ခွဲရောင်းချပြီးတော့ငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးပြည်လဲအောင်ဖြည့်ရှင်းနေရတဲ့အခြေအနေအပိုင်းခြားတစ်ခုနဲ့ကြုံတွေ့နေရတတ်ပါတယ်။ဒါကြောင့်မလို့ငွေကြေးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာငွေအဝင်ထက်ငွေအထွက်များနေတဲ့အပိုင်းခြားတစ်ခုကိုကျွန်တော်တို့ကြုံတွေ့နိုင်ရတတ်တဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။တို့တော့ငွေကြေးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းမှာတော့အသေးအံလိုအပ်တာမျိုးငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးနာမည်ပြက်တာမျိုးတွေတော့ ဖြစ်ပေါ်ဖို့အတွက်အမှန်တန်ခက်ခဲပါတယ်။ငွေကြေးကိစ္စအခက်အခဲရှိတာတော့မှန်တယ်။ကိုယ်အနေနဲ့ရှာဖွေလိုက်မယ်ဆိုရင်ဒီငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးပြည်လဲတဲ့အတိုင်းတော့ပြန်လည်ပြီးတော့ရရှိလာနိုင်တယ်။ဆိုတော့သူများစီကချီးပြီးတော့ပဲဖြည့်ရှင်းတာဖြစ်ကိုယ့်ပစ္စည်းရောင်းပြီးတော့ဖြည့်ရှင်းတာပဲဖြစ်ဖြစ်ပေါ့တော့ဖြည့်ရှင်းမှုအတွက်ကတော့အားကောင်းတယ်။တို့တော့ခဏပြောလို့အချက်တွေတော့ချီးတာငှားတာရောင်းတာချတာတော့အနေချင်းတော့ပြုတ်လို့တတ်တယ်။ဒါလေးကိုတော့နည်းနည်းဂရုစိုက်ဖို့အတွက်လိုအပ်ပါတယ်။ဒီကာလမှာဘလောက်ပဲ ငွေကြီးချမ်းသာတဲ့လူပဲဖြစ်ဘလောက်ပဲငွေကြီးရှိနေတဲ့လူပဲဖြစ်ဖြစ်ပေါ့နော်ငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ခက်ခဲမှုတွေကြုံတွေ့လာနိုင်ပါတယ်နောက်ချက်ကတော့ကြုံတွေ့လာမယ်ကျွန်တော်ပြည်သားသမီးတွေကျမ်းမာရေးကိစ္စနဲ့ဖြစ်ပါတယ်ကျမ်းမာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတခြားခြားဖြစ်တတ်ပါတယ်ဥပမာဘလောက်ကောင်းလဲခေါင်းကြိုက်တာမျိုး နော်ခါလာစီတောက်လိုက်တယ်ပျောက်သွားတယ်နောက်တစ်ခါပြန်ဖြစ်တာမျိုးယောဂါတစ်ခုထဲနဲ့ခဏခဏဆိုလို့ပြန်ဖြစ်နေတာမျိုးဖြစ်တတ်တယ်ဥပမာကိုလက်မိမိသားဖြစ်တယ်ဆိုလို့ရှိရင်ဒီလတလလုံးမှာကိုလက်မိမိသားဖြစ်တယ်စီတောက်လိုက်တယ်ကောင်းလဲခဏပဲပြီးပြန်ဖြစ်တယ်ဆိုတော့အဲယောဂါကြီးကြီးမားမားဖြစ်တာမျိုးမဟုတ်ပေမဲ့လည်းခဏခဏဆိုလို့မျိုးဖြစ်နေကြယောဂါပဲထက်ကလည်းပြန်ဖြစ်တာမျိုးဖြစ်တတ်တယ်စေကံတော့ပြတော့လည်းဘာမှဟိုထူးထူးခြားခြားဖြစ်တာမျိုးလည်းမဟုတ် ဟိုခွဲစိတ်ကုသမဲ့ယောဂကြီးကြီးမားမားလည်းမဟုတ်ပဲねနည်းနည်းလေးကျမကြီးကိစ္စအင်းနဲ့ပတ်သက်ပြီးချူဟိုဟာချူချာတာလေးနဲ့ပတ်သက်ပြီးတွေးကြုံလာတတ်တယ်။ဆိုင်ကဆိုင်ငယ်စီးတာကားစီးတာစပိန်စီးတာစသဖြင့်အာနည်းနည်းခရူးဆိုင်ပါအထိကိုက်တန်ရာလေးတွေရတတ်ပါတယ်။ဆိုင်ငယ်ပေါက်တာမျိုးဆိုင်ငယ် accident ဖြစ်တာမျိုးကြီးကြီးမားမားဖြစ်တာမျိုးပြောတာမဟုတ်ဘူးเนาะ thymic kai mi bone mate တာမျိုးတွေဖြစ်ပေါ်တတ်တယ်။ဒီအချက်ကိုတော့ခရူးဆိုင်ဖို့တော့လိုအပ်ပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်ကြုံတွေ့လာမဲ့အခြေအကျိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ ဒီကာလမှာအခြေအကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာအမှန်တကယ်ကြရင်စိတ်ပြပြဝထဲ့ဖို့အတွက်အမှန်တန်ခက်ခဲနေတယ်ဆိုတော့အာကိုယ့်ရဲ့ဒီအခြေအေးပုံမှာခံစားရတဲ့ feeling ဟာပျော်ရွှင်မှုနည်းပါးနေတဲ့ကာလအပိုင်းခြားတစ်ခုပေါ့နော်ကိုယ့်ရဲ့ချစ်သူကကိုယ့်ကိုပုံမှန်ချစ်တာပြီးကိုယ့်ကိုဘလို romantic sense ကိုယ့်ရဲ့စိတ်မှာကိုယ်ကပျော်ရွှင်မှုနည်းပါးနေတဲ့အခြေအေးတစ်ခုကိုဖျက်သန်းနေရတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ချစ်သူနဲ့ကိုယ်နဲ့ကြားထဲမှာလည်းခဏပြောလို့မျိုးပေါ့နော်အငင်းကုန်ဖြစ်စရာတွေဒါမှမဟုတ်နောက်တစ်ယောက်ပဲကိုကထားနေတာလား သူသူတန်နေရဖြစ်စရာလေးတွေကျွန်တော်တို့ကြုံတွေ့လာရတတ်တယ်။နောက်တစ်ခါအခြေအနေကိစ္စမှာတလွဲစပင်ကောက်တွေဖြစ်ပေါ်တတ်တယ်။တလွဲစပင်ကောက်ဆိုဘာမှမဟုတ်တဲ့ပြဿနာနဲ့ပဲကိုယ်အထင်လွဲတာမျိုးအဲပြီးသွားလို့ရှိရင်ညူဆူလာမျိုးတွေတန်နေရဝင်တာမျိုးတွေစတဲ့ဖြစ်ပေါ်တော့စိတ်မချတာမျိုးတွေအဲအခြေအနေကိစ္စမှာဒီလိုမျိုးတွေမကြခဏဆိုလို့ပေါ်ပေါက်လာတတ်တယ်။ဒါလေးကိုတော့နည်းနည်းလေးဂရုစိုက်ဖို့အတွက်လိုအပ်တယ်။တခုမှကျင်တာကတော့အခြေအနေကိစ္စတွေနဲ့ပတ်သက်ပြီးခဏပတ်စံချီးပါလို့ပြောထားတယ်နော်။ တော့ကိုယ့်ရဲ့ချစ်သူစီကပတ်သက်သွားချီးတာမျိုးကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးအဆင်မပြေတာကိုသူ့ကိုမဲတာမျိုးတွေလူမှုရေးကိစ္စအဆင်မပြေတာကိုအခြေကြီးကိစ္စသွားကြီးတော့ဟိုဘယ်လိုခေါ်မလဲအာငါဒီမှာအလုံးရှုံနေတယ်နားမလည်ဘူးလားတော့စသဖြင့်ပေါ့နော်ဒီလိုအတော့နှုတ်ပြောဆိုမျိုးတွေပြောဆိုတာနည်းနည်းလေးစင်ကျင်တင်တယ်လို့ဟိုဆိုဆိုလိုချင်တယ်ပေါ့နော်အခြေကြီးကိစ္စအဆင်မပြေတဲ့အပိုင်းအခြေကြီးကိစ္စအဆင်မပြေတာလုပ်ငန်းကိစ္စအဆင်မပြေတဲ့အပိုင်းလုပ်ငန်းကိစ္စအဆင်မပြေတာဒါကိုရောထွေးပြီးတော့တားပြီးတော့အခြေကြီးကိစ္စမှာပြဿနာသွားရှာလို့တော့မရဘူး အဲ့ဒါဆိုရင်တော့အစိုးဘက်ကိုရက်တည်သွားတာမျိုးတွေဖြစ်တတ်တယ်။အဲနောက်တစ်ခါဒီလိုကာလမျိုးမှာအခြေအကိစ္စဘာဖြစ်လဲဆိုတော့အဲ့ဒါပြောတော့ပြောထားပြီးသားစကားကိုထပ်ကလည်းလည်းပြန်ပြောရတယ်။ဆိုတော့ဟိုဟာလေးလောက်အောင်ဆို ကိုယ့်ရဲ့ချစ်သူ ADA ဆက်နိုင်တာလည်းဖြစ်နိုင်တယ်ကိုယ် ADA ဆက်နိုင်တာလည်းဖြစ်နေသူပြောတဲ့စကားကိုကိုယ်ခေါင်းထဲမရောက်ဘူးပေါ့ကွာဆိုတော့အဲ့တော့သူ့ဘီးမဆိုင်တာမျိုးစတယ်ပေါ့နော်အဲ့လိုရစ်မဲ့ဆိုတော့ relationship မျိုးဒီချိန်မှာခဏခဏရစ်ကန်တိမယ်ကိုကိုယ်တိုင်လည်းရစ်ကန်တိလို့သူလည်းရစ်ကန်တိတာမျိုးလည်းဖြစ်နိုင်တယ်နှစ်ဦးနှစ်ဖက်မှာတစ်ဖက်ဖက်မှာတော့ဖြစ်နေတတ်တယ်ဒါလေးကိုတော့ဘီးဆိုင်စေချင်တယ်နောက်ချက်ကတော့အိမ်တော်ရင်းကိစ္စပေါ့အိမ်တော်ရင်းကိစ္စကအပြောင်းရွှေ့အပြောင်းလဲအရန်အားကောင်းပါတယ်ဆိုတော့အခုရှိနေတဲ့မျိုးကနေတခြားမျိုးကိုပြောင်းလဲမယ်အခုရှိနေတဲ့နိုင်ငံကနေတခြားနိုင်ငံကိုပြောင်းလဲမယ်ဆိုတဲ့လူဒီကာလမှာအကုန် perfect ဖြစ်တဲ့ အာပြောင်းလို့ရှိဖို့အတွက်အမှန်တအားကောင်းတယ်လို့ပြောချင်နေတဲ့အပိုင်းခြားတစ်ခုဖြစ်ပါတယ်အာပြီးွားတဲ့ခါကျရင်ဟိုးအတိတ်မှာကိုကိုစွန့်ဝါခဲ့ဒီကိုဟာဘလို့ကောင်းကိုစွန့်ဝါခဲ့တဲ့ကိုရဲ့မွေးရက်တော့ကိုငယ်တငယ်ချင်းနေနဲ့ပြန်ဆုံတာမျိုးကိုရဲ့မွေးရက်မျိုးပြန်သွားတာမျိုးအာကိုနဲ့အဆက်အသွယ်ပြတ်နေကြာပြီဆိုတော့ကိုအရန်ချိရတဲ့လူတွေနဲ့ပြန်ပြီးတွေ့ဆုံတာမျိုးတွေဒီကာလမှာအားကောင်းနေတဲ့အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်ဆိုတော့လင်များလျောက်ဆိုတော့အိမ်တော်မှုတာဝန်တော့ဟိုခါတိုင်းတက်စာရင်တော့နည်းနည်းလေးတော့ ပုံပုံပြီးတော့ထမ်းရတာမျိုးတွေတော့ရှိတာပေါ့နော်ဒါပေမဲ့အရန်ကြီးကြီးမားမားကြီးထမ်းနေရတာမျိုးတော့မဟုတ်ဘူးခါတိုင်းလာရတဲ့ဆိုင်တော့ဒီလာအိမ်တော်ရင်းကိစ္စတွေနဲ့ပတ်သက်ပြီးတခြားပြဿနာအရှုပ်ရှင်းနေအတူတူဖြေရှင်းရတယ်အတူတူထမ်းဆောင်ရတယ်အာအတူတူဘယ်လိုကောင်းလဲပူပေါင်းပြီးတော့လှုပ်ဆောင်ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ပြောချင်တာတော့ဒီအိမ်တော်ရင်းကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာတော့အရွေ့တစ်ခုကိုသွားနေတယ်အပြောင်းလဲတစ်ခုကိုသွားနေတယ် အဲ့တော့ကောင်းတော့ပြောင်းလဲခြင်းလားမကောင်းတော့ပြောင်းလဲခြင်းလားဆိုတာတော့ကိုယ့်ရဲ့ရွေးချယ်မှုကံအပိုင်းခြားမှာအမှန်တမ်းမူတည်တဲ့အတွက်ကြောင့်မလို့တကယ်လို့များအိမ်တော်ကြီးကိစ္စပြဿနာတစ်ခုဖြစ်တယ်ဆိုရင်ဒီကိစ္စမှာနှိဦးသားပြပြလေးလေးဖြေရှင်းနိုင်ရမယ်ဒေါတာမကြည့်ရဘူးเนาะစိတ်မလောရဘူးညှင်းညင်းတတ်တာချွတ်ချွတ်တတ်တာနူးနူးညံ့ညံ့နေထိုင်မယ်ဆိုရင်ကောင်းမွန်တဲ့ကံတွေဖြစ်ပေါ်လာတယ်ဒါမှမဟုတ်လို့ရှိရင်အရန်ပောက်ကွဲလွယ်တယ်ဒေါတာထွက်လွယ်တယ်ဆိုတော့အိမ်တော်ကြီးတွေကတော့အစိုးဘက်ကိုအွေ့သွားနိုင်တဲ့အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့အိမ်တော်ကြီးမှာအရန်တိတ်မှွေ့ဖို့လိုအပ်ပါတယ် ပြီးတော့ပွင့်လင်းမြင်သာမှုရှိခဲ့ဆိုတာလည်းနေရာတိုင်းမှာမကောင်းတချို့တော့ပွင့်လင်းမြင်သာမှုတွေနည်းနည်းလေးအားနေတာပတ်တွေ့ရတယ်ဒါလေးကိုတော့နည်းနည်းခရယူဆိုင်ပါဖုံးတင်တာဖုံးပြောတင်တာပဲပြောပေါ့နော်โอเคနောက်တစ်ချက်ကတော့ကျွန်တော်ကြုံတွေ့လာမယ်ဝန်ထမ်းတွေတော့ဖြစ်ပါတယ်ဒီကာလမှာဝန်ထမ်းတွေအခွင့်အရေးနှစ်ခုနှစ်ခါအမြဲတမ်းကြုံတွေ့ရတတ်တယ်ဆိုတော့လုံနေတဲ့အလုပ်ကနေတခြားအလုပ်တစ်ခုကကိုယ့်ကိုကမ်းလှမ်းတာမျိုးကိုယ်လုံနေတဲ့အလုပ်ကနေစင်ချားကောင်းတဲ့အလုပ်ကနေစင်လူလူပြီးတော့သွားလျှောက်ချင်တာမျိုးတွေဆုံးဖြတ်ချက်ပြတ်သားတယ်ဆိုတော့ အာအားတဲ့မှုတွေကြုံတွေ့လာတတ်တယ်ပြောမယ်ဆိုရင်စောင့်မျက်ချက်မပြတ်သားဘောဗျာဒရာရတွေအများများတယ်အလုံးလုံးနေနေလဲတခြားနေရာဆီစိတ်ရောက်ချင်းရောက်နေတယ်အလုံးနေတဲ့နေရာမှာစိတ်မရှိဘူးလောက်တာလုံးနေတယ်အာဒီအခုပေါ့ကျွန်တော်ဘေးနေတာဟောနေတယ်ဒါပေမဲ့ကျွန်တော်စိတ်ကတခြားနေရာကိုသွားရှင်နေတယ်ဆိုတော့ပုံပုံစံမျိုးပေါ့လုံမန်းဝင်မှာအာယုံဆူဆိုင်မှုအရန်အရန်အားနေတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ဒီအာယုံဆူဆိုင်မှုအားနေတာမျိုးတွေကိုယ့်ရဲ့အဲဘယ်လိုခေါ်မလဲဆိုတော့ နမောနမိတ်နိုင်တာမျိုးပေါ်စားမှုမျိုးတွေဟာလုပ်ငန်းတွေမှာနည်းနည်းလေး complaint တွေတက်လာနိုင်တယ်အဲ့ဒါလေးကိုတော့နည်းနည်းခရီးဆိုင်ဆင်ကျင်ဖို့အတွက်လိုအပ်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ဒီကာလမှာကျွန်တော်တို့ January သားသမီးတွေအကျိုးပေးနေတဲ့အကြောင်းအဖြစ်ပြောမယ်ဆိုရင်အနည်းရောအဖြူရောအဝါရောအားကောင်းနေတယ်အကျိုးပေးနေတဲ့ကဏ္ဍအဖြစ်ပြောမယ်ဆိုရင်ကျွန်တော်နံပါတ်6ကဏ္ဍအားကောင်းတယ်နံပါတ်3ကဏ္ဍအားကောင်းတယ်နံပါတ်8ကဏ္ဍအားကောင်းနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်အားလုံးတော့ကျွန်တော်ပရိသတ်သမီးတွေကိုယ်ကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းယူနေမယ်အဲကျွန်တော်ရဲ့ဒီဗီဒီယိုကိုဒီမှာပဲညှနာခွင့်ပြုပါမိတ်ဆွေတို့လည်း ဒီဗီဒီယိုဟာကိုယ့်အတွက်ဟိုဘယ်လိုခေါ်မလဲအကျိုးတစ်ခုခုရှိတယ်ဆိုလို့ရှိရင် အောက်မှာတစ်ခုခုမှတ်ခင်ပေးပါနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်အားလုံးကိုလည်း